ဒါပါသီးလေးလေးတီးကြလားကွယ်အတွင်ပိုင်းမှာလှနေရောနော်ငကလဝတ်ကြည့်တာအဲလှလေရောပဲတခွားမွေးတို့မေးသူတို့ခြံနေခူးလာပြရပါဘောနော်တခွားမွေးတို့ခြံထဲမှာကကြောက်လေးတောပင်းနေအများကြီးပဲစုံစီနေရောအဲ့ဒါမရွှေငပိတုတ်လေးနဲ့တို့စားမလို့တခွားမွေးတို့မေးမေးခူးလာပေးတာကဲဒါမရွှေရောင်းတဲ့ငပိလေးနဲ့ချက်တော့နေငပိတုတ်လေးတုတ်ထားပါဘောနော် ကဲဒီအသီးလေးတွေတို့စားမယ်မရွှေထမင်းတော့ရမစားပြတာလေကိုစားရင်လက်တီစုပ်တစုပ်ထုပ်ပို့ပြီးတော့မစားဘူးပေါ့နော်ကြည့်ရတာအားရပါရမဖြစ်ဘူးကွယ်ကို့ကြည့်ပြီးထမင်းစားတာပါရော့သွားမယ်ကျန်တဲ့သူအဲ့ကြောင့်တော့ရမစားပြအောင်ထမင်းက၄၅လောက်ဆိုကုန်ပြီငပီးတောက်လေးနဲ့တို့စားအရန်စားကားတော့ကွယ်သူခရမ်းကျွတ်တီထထအောင်စားကောင်းတဲ့ကျွရွပြီးတော့ စားပြီးသွားတဲ့ဒါပါအတီးတို့ခေါ်မှမသိဘူးနောက်ဆုံးကြမှာအမေပြောတော့ရေတဖန်းသီးလို့ပြောတယ်တဲ့တခွားမွေးတို့မိမိပြောသွားတာပေါ့နော်ရေတဖန်းသီးအကင်းလေးတွေလို့ထင်တယ်အရှိတေချာမသိဘူးဗာသီးလည်းမသိဘူးတော်တော်တို့လို့ကောင်းတယ်ခရမ်းကျွတ်တီထက်ကောင်းတာတော့တကယ်ပဲကွယ်ကျွတ်ပြီးတော့လေ ဘလို့ပြောမှမသိသူအရာတာလေးကတော်တော်စားကောင်းတယ်ဗောနော်တိုးစရာအနေနဲ့လှုပ်စားအရင်ကောင်းတယ်ဒီအစိမ်းကိုပဲရေစိမ်ပြီးတော့တို့တာဗောနော်ဘာမှမပြုတ်လိုက်ဘူးကောင်းတယ်ရောဖန်လည်းမဖန်ပဲနဲ့လေကျွတ်ကျွတ်လေးမရွှေစီကနေငပိတောင်တပူဝယ်ဝါပြီးလို့ရှင်ဒီလိုမျိုးတမရသည်နဲ့ချက်တို့နီနဲ့ဒါပဇွန်ချောင်းမုံနဲ့နော်မွမြော်ဒီလေးလီထဲ့ပြီးတုတ်ပြီးတော့စားကြည့်ကြည့်ငပိတော့အရင်ကောင်းတယ်တကယ်လို့တည့်ရတီငပိတော့လှုပ်ချင်တယ်ဆိုလဲမရွှေစီကဝယ်ဝါတဲ့ငပိတောင်လေးနဲ့တည့်ရတီလေးချစ်ထဲ့ပြီးတော့ ထောင်းထဲလိုက်ရုံပဲတရက်ဒီငပိတွေကကြလက်လက်ဆက်ဆက်လှုပ်ဆောင်မှာကောင်းတော့ဗောနော်ညတိတ်တာကြီးမကောင်းဘူးဆိုတော့ငပိတောင်ချက်ချောက်လေးဝဲကိုစားခန့်ကြမှာတရက်ဒီလေးထည့်ထောင်းပြီးစားကြည့်နော်